ကံတရားကြောင့်အကျိုးပေါ်တဲ့စိတ်တွေရှိသေးတယ်။အဲ့ဒါကိုဒါကပရိသေရိစိတ်လို့ပရိသေရိအခါမှာကံတရားကစိတ်ကိုထုတ်လုပ်တဲ့အခါမှာနှစ်နေရာ ထုတ်လုပ်တယ်။ပရိသေရိအခါမှာထုတ်လုပ်တယ်ပပဝတ္တိအခါမှာထုတ်လုပ်တယ်။ပရိသေရိအခါမှာထုတ်လုပ်လို့ရှိရင်တစ်ခုပဲထုတ်တယ်။ပိုတိအခါကျတော့တစ်ခုတည်းပို့ပြီးထုတ်တယ်။ပဝတ္တိဆိုတာပရိသေရိစိတ်ပေါ်ပြီးတဲ့နောက်သုတိစိတ်အထိ ဓာတ်တွေကိုပုတ်တိလို့ခေါ်တယ်။အဲ့ဒီကြတော့သူ့ကြတော့ပြင်ပအကူအညီတွေနဲ့ကံတရားကအခြေခံပဲထုတ်လုပ်လိုက်ပြီးတော့ဒီဒီစိတ်တွေဖြစ်ပေါ်လာဖို့ရာအတွက်ကမျက်မှောက်ဘဝအာယုအသစ်တွေနဲ့တွဲမိမှသူကဖြစ်တာဆိုပါစို့မြင်သိစိတ်စက္ခုဝิญဉ္စိတ်ကြားသိစိတ်သောတဝิญဉ္စိတ်နံသိစိတ်ဌာနဝิญဉ္စိတ် နယတိစိတ်ဇီဝဝိညာဉ်စိတ်ထိတိစိတ်ကာယဝိညာဉ်စိတ်ကုသိုလ်ရဲ့အကျိုးရှိတယ်အကုသိုလ်ရဲ့အကျိုးရှိတယ်စိတ်ပေါင်းမလောက်လဲ10ခုသက္ခုဝိညာဉ်တွေသောတာဝိညာဉ်တွေတချို့ကမျက်စိနှလုံးရှိလို့သက္ခုဝိညာဉ်တွေအောင်းမေ့နေကြတယ်နော်သက္ခုဝိညာဉ်တွေဆိုတာကုသိုလ်ရဲ့အကျိုးအားတစ်ခု အကုသိုလ်ရဲ့အကျိုးအားတစ်ခုဆိုပြီးတော့သက္ခုဝိညာဉ်စိတ်နှစ်ခုလို့ပြောတာမျက်စိနှလုံးရှိလို့ပြောတာမဟုတ်ဘူးနော် မျက်စိနှလုံးရှိလို့ပြောတာမဟုတ်ဘူးအဲ့တော့နားကလည်းနှစ်ဖက်ရှိတော့သောတာဝိညာဉ်တွေးဆိုအဲ့ဒါအောင်မိတတ်တယ်။ခန္ဓာဝိညာဉ်တွေးဆိုလည်းနှာခေါင်းကနှစ်ပေါက်ရှိတယ်။ရှားကြတော့နှစ်ခွားကအဲ့ဒါမွေမရှိတယ်။ကာယဝိညာဉ်တွေးချက်တော့လည်းမနှုတ်တိဟာမရှိတယ်။အဲ့တော့အဲ့ဒါကိုပြောတာမဟုတ်ဘူး။ဟုတ်ကဲ့လား။ ကုသိုလ်ရဲ့အကျိုးအကုသိုလ်ရဲ့အကျိုးအဲ့ဒီနှစ်ခုကိုကြည့်ပြီးတော့နှစ်ခုစီနှစ်ခုစီနှစ်ခုစီပြောသွားတာမှန်ပါပါကဲကံရဲ့အကျိုးတရားကပိုးတိခါထုတ်တဲ့အခါမှာမျက်စိကမြင်တဲ့သိတဲ့စိတ်နှမျိုးထုတ်တယ်အကုသိုလ်ကံကတစ်ခုထုတ်တယ်ကုသိုလ်ကံကတစ်ခုထုတ်တယ်နားကကြားတဲ့ဟာကုသိုလ်ကံကတစ်ခုအကုသိုလ်ကံကတစ်ခုလျှာကလဲတဲ့အခါကုသိုလ်ကံတစ်ခုအကုသိုလ်ကံတစ်ခုနော် နှခေါင်းကနမ်းတဲ့အခါလဲကုသိုလ်ကံတစ်ခုအဟုသိုလ်ကံတစ်ခုခန္ဓာကိုယ်ကထိတဲ့အခါမှာကုသိုလ်ကံတစ်ခုအဟုသိုလ်ကံတစ်ခုဆိုဝိဘသိတ်၁၀ခုဖြစ်မသွားဘူးလားဖြစ်သွားပါတယ်ဗျာနောက်တစ်ခါပရိသေရိစိတ်မဟာဝိဘထဲကပရိသေရိစိတ်ကတစ်ခုပိုးဒီအခါမှာကျတော့ဇန္တာတွေလည်းထုတ်သေးတယ်သူကဇန္တာတွေကိုလည်းဖြစ်ပေါ်စေသေးတယ်အဲ့တော့မာဝိဘက်စိတ်ကရေပေါ်ရအပြင်ခြုံကြည့်မယ်ဆိုရင်၈ခုလို့ဒီလိုပြောရမှာနော် ဒါလူဘဝမှာရနိုင်တဲ့စိတ်တွေကိုပြောတာ